အမေရိကန်ရောတရုတ်ပေါမြန်မာပြည်ရဲ့အချောက်ချအာဏာတွေပါတယ်ညာတွေစိတ်ဝင်စားပါဘူးသူတို့စိတ်ဟုတ်မင်္ဂလာပါဒုက္ခရှိပြီဒီနေ့တည်င်းကအာနှုတ်မဆက်တော့ပါဘူးเนาะတောင်ချင်းစီကိုအเจ้าကပဲတန်းပြောလိုက်ပါမယ် โอเคဒီတော့ကျွန်တော်တို့တွေအာတည်င်းတွေကိုကြည့်လိုက်တဲ့အချိန်မှာဒီနေ့မှမြင်ရတဲ့တည်င်းကရှင်းတယ်ကြောက်ဖြူမှာဗာလဲမောတာတိတ်တာလို့ကြောက်ဖြူမှာစစ်တပ်တန်းစီပြီးတော့ PR ကမ်ပိန်းပေါ့ဗျာဓာတ်ပုတ်ရိုက်ပြီးတော့ဝါဒဖြန့်မလို့လုံနေတာလက်လက်ကြီးနဲ့ထိသွားပြီးတော့ရုပ်ပြစ်စစ်ပြစ်ဖြစ်သွားတော့အဲ့ဒီဗီဒီယိုလေးလည်းအားလုံးကြည့်ဖို့မှာပဲ တချို့ကလည်းအောင်ပွဲတွေရနိုင်ပြီပေါ့စိတ်တက်ခွန်အားတွေတက်တယ်တကယ်တော့အဲ့လာမယိုးရှင်းဘူးပြဿနာကြီးရရှိနေတဲ့ကျွန်တော်တို့အယုဆိုင်ရမယ့်အရေးကြီးဆုံးမြင်ကွင်းဟာကြောက်ဖြူတဲ့ဆိုင်မောတောင်ဖက်မှာရှိတယ် scan center strike four ပေါ့ဗျာပါလဲနောက်ကွက်ကမြောက်ကွက်ကအမေရိကန်တရုတ်သူတို့ကအမန်တရားအတွက်အာချိန်မောတာတန်ရှင်းရေးလောက်တာပေါ့ဗျာ scan center တွေကိုဒါဟာတော်လာအတွက် အောက်ဘွဲကိုတစ်ဖက်တစ်လမ်းကယူဆောင်ပေးတဲ့အခြေအနေမျိုးမဟုတ်ပဲနဲ့တခြားဟို organization ပုံစံမျိုးကိုဆွဲထုတ်နေတာလားထောက်ချောက်တဲ့ဝင်သွားစေတာလားဆိုတာမျိုးမြင်အောင်တုတ်တက်ကြည့်ဖို့လိုတယ်ကျွန်တော်တောင်တုတ်တက်ထားတာပြီးတော့လက်ရှိအောင်မြင် move အခြေအနေဆိုတာကခိုင်မာတဲ့အချက်လက်ပုံမှာတည်ရတာဒီနေ့ ayo site တင်တာကတိုက်ပွဲအငဲတွေမဟုတ်ဘူးဟုတ်ကဲ့မင်္ဂလာပါကိုတော်တော်အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်တို့ ayo site ရမှာက ်ဘာဖြစ်လို့အမေရိကန်ပြည်ထောင်စုကအကြားဖြတ်နိုင်နေရအထူးတက်ဖွဲ့ဖွဲ့ပြီးတော့မြဝတီနယ်စပ်က DKBA ပြင်မှတ်ထားအတန်ခတ်တာလည်းပေါ့ဗျာဟုတ်မမမင်္ဂလာပါခင်ဗျပြင်မှတ်ထားတန်ခတ်အရေးယူလိုက်လေပြီးတော့ဘာဖြစ်လို့အဲ့ဒီမကြင်ကြခင်တရက်တရုတ်ကကုမဲမြို့မှာ6နိုင်ငံဝန်ကြီးအဆင့်အစည်းအဝေးခေါ်ပြီးကြားဖြတ်ကိစ္စကိုဆွေးနွေးရလဲအဲ့လိုမျိုးတွေပေါ့ ဒီတော့အဲ့ဒီမိကွန်ရဲ့အဖြစ်ကကျွန်တော်တို့ထင်ထားတဲ့အောင်ပွဲဆိုတဲ့ဟာနဲ့တော့မတူဘူးစမ်းကြည့်ဖက်တော့ဖြစ်နေတယ်ဘာဖြစ်လို့လဲဆိုရင်ဒါဟာအောင်ပွဲကိုသွားတဲ့လမ်းကြောင်းပေါ်မှာမရှိဘူးစိတ်ဓာတ်ကြောင်းအောင်ပြောတာတွေပါလေလောက်ထီတော့ကျွန်တော်ပြိတ္တတွေတော့ဒီလောက်ထီအရေးမကြည့်ပါဘူးအချက်လက်ခက်ခိုင်မှမှနဲ့အတုံးတက်တဲ့အပေါ်မှာပဲလိုချင်တယ်ထင်တော့ပဲနော်ဟိုဘယ်လိုပဲပြောပြောပေါ့ဒါတွေဟာဟိုကိုအတွက်ကိုလိုချင်တဲ့ပုံစံကိုမျိုးလင်းလို့ရတာမျိုးမဟုတ်ဘူးအချက်လက်နဲ့ပေါ့အမြဲတမ်းပြိုကွဲနေတဲ့နိုင်ငံ permanent organization ဆိုတဲ့အခြေအနေ ရောက်လာတဲ့လမ်းကြောင်းပေါ်တက်လာတယ်ကျွန်တော်ရှင်းပြချင်းတယ်နံပါတ်1အချက်ကမြန်မာပြည်ဟာကြားဖြန့်ဆိုရဒီကဘာလုဆိုင်ဝါရှာဇူဝမှုကိစ္စမှာအမေရိကန်တရုတ်ပြီးတော့အာသူတို့ပတ်သက်မှုတွေနောက်ကွယ်မှာရှိတယ်ဆိုပေမဲ့လည်းသူတို့အမြင်မှာတော့မဟာဗျူဟာကျတန့်ရှင်းရေးလုပ်တဲ့ proxy battle fee ပေါ်ဂျာခန်စစ်မျက်နှာပြင်တစ်ခုတရားဝင်ရောက်လာတယ်လို့ဖြစ်သွားတယ်ဆိုလိုချင်တာကတရုတ်ကသူ့နိုင်ငံသားတွေထိခိုက်နေတဲ့အမြောက်ပိုင်း model ကိုဒီဘက်မှာလာတုံးတာ ညပိုင်းမှာကြားဖြတ်နေရှင်းဖို့အော်ပရေရှင်းတစ်ဆက်နှစ်ဆက်ခွန်ဆိုပြီးမိစိတ်ပြတယ်လို့ပြောတယ်အဲ့ဒီစိတ်ဆင်ရလာပါထွက်လာအလုပ်သိပါတယ်အဲ့ဒီအတိုင်းပဲဒီဘက်ကကြားဖြတ်လုပ်ငန်းတွေကိုတောင်ပိုင်းအာတစ်ဆက်နှစ်ဆက်ခွန်ပုံစံမော်ဒယ်မျိုးလာခင်းကျင်းတဲ့သဘောမျိုးတရုတ်ကစီးစင်တယ်ထိုင်းမြန်မာနယ်စပ် KKP DKBA ထိတ်ချုပ်တဲ့အဒီတိုင်းချမ်းအဲ့ဒီဝင်းထဲမှာ ပြောင်းရွှေ့လာတဲ့အဲ့ဒီ10 20ခွန်ချမ်းမြောက်ကနေပြီးတော့ပြောင်းရွှေ့လာတဲ့ကြားဖြတ်နေရှိတယ် အဲ့ဒါကိုနော်စစ်ဆွန်စင်တာနဲ့ Global Indian State တို့လို့သူတည်တနာအဖွဲ့တွေကတော့တိတိကျကျပေါ်ထုတ်ထောက်ပြပြီးတော့သူတည်တနာလှုပ်ထားတယ်အချက်လောက်ကြည့်လို့ရတယ်နံပါတ်1အချက်ကအဲ့ဒီတောင်ပိုင်းရောက်လာတဲ့ကြားဖြတ်ဂိုင်းတွေဟာတရုတ်ကိုပြင်မှတ်ထားတာတင်မကောက်ဘူးအမေရိကန်နိုင်ငံသားတွေလည်းအရင်ကတည်းကပြင်မှတ်ထားတယ်ရှင်းရှင်းပြောရတော့ဗျာရတဲ့နေရာရတဲ့လို့လှုပ်တာပေါ့ဒါကြောင့်အမေရိကန်ကဝင်ပါလာပြီးတော့ FBI DEA အဲ့ဒါတွေပါဝင်တဲ့ strike force တိုက်ခိုက်ရေးချေမှုရေးအဖွဲ့ပေါ့ဗျာ OFAC ကနေ ပထမအဆက် DKBA ခေါင်းဆောင်တွေကိုဆန့်ရှင်းပိတ်ဆို့တဲ့အရေးယူပိတ်ဆို့တံခတ်တယ်။ဒါဟာတဖက်ကနေပြန်ကြည့်ရင်တရုတ်လောက်ခတ်တဲ့ပုံစံနဲ့ခတ်ဆစ်စင်ပဲငါအကျိုးစီးပွားကိုထိရင်ငါတို့ပါဝင်ပတ်သက်ပြီးနင်းကိုအရေးယူမှာပဲဆိုတဲ့သတင်းစကားကိုပေးတာ။ဘယ်နိုင်ငံကြီးအမှသူတို့အကျိုးစီးပွားကိုထိရင်ငြိမ်မနေဘူး။အဲ့ဒီအခင်းချင်းကိုခင်းတာမျိုးကျွန်တော်ကပြောချင်းတာ။မဟုတ်လား။အဲ့ဒီအခင်းချင်းကိုသူကဆက်ပြီးတော့ခြေလန်းခင်းလိုက်တာ။နောက်တစ်ခုက တော့နောက်တစ်ခုကအဲ့လိုမျိုးငါးငါးနိုင်ငံကိုထိရင်ငါနင့်ကိုအေးအေးယူမှာပဲပိတ်ဆို့မှာပဲဆိုပြီးလှုပ်တယ်ဒါဟာတော်လာရေးကိုကူညီတယ်လို့ကိုလူရဆွဲပြီးတော့တောက်တက်လို့မရဘူးသူ့နိုင်ငံသားတွေထမထိအောင်ကောက်တဲ့ခြေမုတ်တဲ့အေးအေးယူတဲ့တော့အားလုံးဝင်လှုပ်တာဝင်ရှင်းတာပေါ့ဗျာတန်ရှင်းရေးလှုပ်တာနံပါတ်၃ချက်ကတောင်ပိုင်းကြားဖြတ်လုပ်ငန်းတွေရဲ့အဓိကနိုင်ငံကဘယ်သူလဲကျွန်တော်ပြည်သက်ဖြစ်ကြည့်အဓိကခေါင်းဆောင်ဦးဆောင်နိုင်ငံကဘယ်သူလဲစစ်ကောက်စီပဲ Global Investor အစီအခံဆောင်မှာလည်းပါတယ်အဲ့ဒီ DKPA BG အဲ့တို့ကိုလက်နက်ကိုက်အဖွဲ့တွေဟာစစ်ကောက်စီရဲ့အာသူရဲ့ဒီစစ်တပ်ရဲ့ institution ကောက်ွက်ပေးမှုတရားဝင်အကောက်ွက်ပေးမှုနဲ့အဲ့ဒီလုပ်ငန်းတွေကိုလုပ်နေတဲ့အချိန်မြင့်တင်လို့ရတာညိတာပေါ့တရားနဲ့ညိလို့ proxy down ကိုရောက်သွားတာပေါ့တရားနဲ့ညိတယ်ဆိုတော့အားပြိုင်တာမျိုးပေါ့ဗျာသူကအတင်စည်းမခံဘူးပြီးတော့ အဲ့ဒီတရစက်ကောက်စီရဲ့အကောက်ွယ်တရဝင်ပေးမှုနဲ့အရှိန်မြင့်တင်လို့ရတယ်ဆိုတာကိုတချို့ကသိမသိချင်မှသိလိမ့်မယ်စက်ကောက်စီရဲ့အာပတ်သက်မှုကြောင့်တာ BGADKPA ကအရှိန်မြင့်တင်လို့ရတာအာနေဇက်ပေါ်လာလိုက်မှာလှုပ်လို့ရတာမဟုတ်လားထိုင်းရဲ့နေဇက်မှာလေအဲ့တော့ထိုင်းရတဲ့ပတ်သက်မှုရှိပါတယ်ဒီတော့နောက်တစ်ခုထပ်ပြီးတော့ကြည့်ပါဦးအထင်ရှားဆုံးတက်တဲ့ရအမေရိကန်က DKPA ကိုတခါအေးအေးယူကြောင်းကြေညာနေတဲ့အချိန်မှာ အာဘူမေအောင်လိုင်ကဘယ်ရောက်နေလဲဖအံကိုရောက်လာတဲ့ချက်ချင်းပြီးတော့ကေကေဘက်ကိုဟောအာဘာလဲရှင်းလင်းရေးတွေဘာတွေဆက်လုပ်မယ်ဆိုပြီးတော့သူတို့အစိုးရတရားအနေနဲ့เนาะဒါတွေအလုပ်ကိုအရေးယူတဲ့ရှင်းလင်းနေတယ်ဆိုတော့အเจ้าကိုပုံဖော်ပြသတာလေဒါပေါ်ပေါလာအဲ့လိုမျိုးလောက်တာလေဒီတော့ထပ်ပြီးတော့စဉ်းစားကြည့်ရှင်းလင်းလုံးမဲ့ဆိုပြီးလူကြားကားအောင်စကားတွေပြောသွားတယ်မသိပဲသူကိုယ်တိုင်လာရောက်ကွက်ကွဲနေတယ်ပေါ့ ဒါလောကဟန်ပြပဲဘာလို့ဆိုသူပတ်သက်နေတာလေသူပါတယ်လေပြေးပြေးွားပြီးပြန်ပြေးွားပြီးဆောချစ်သူတဖက်ပဲလေတွေ့ပြီးတွေ့အောင်မဲ့အဓိကလေနော်အဲ့တော့သူ့ရဲ့ငွေရသူ့ရဲ့ငွေရပေါက်လန်းဖြစ်တဲ့အမေရိကန်ကပြင်မှတ်ထားနေတဲ့အဖွဲ့အစည်းတွေကိုသူကိုယ်တိုင်အကောက်အွယ်ပေးဖို့ကိုယ်တိုင်တွားပြီးတော့ရက်တီတဲ့ပုံစံလို့ကျွန်တော်တို့ပြောချင်တယ်ဘာလို့ဆိုရင် DKBA BGS ဆောချစ်သူတို့ဘာလို့ညာလို့ဆိုတာစက်တာရဲ့အကောက်အွယ်ပေးမှုနဲ့မှအရှိန်ဟိုကောက်ကောက်လှုပ်လို့ရလာတာ ံပါတ်၄ချက်ကဒေါ်ဘောင်ပြလဲဆိုရင်အမေရိကန်ရောတရုတ်ပေါ့မြန်မာပြည်ရဲ့အချုပ်အခြာအာဏာတွေဘာတွေညာတွေစိတ်ဝင်စားပါဘူးသူတို့စိတ်ဝင်စားတာကသူတို့အကျိုးစီးပွားလာမထိနဲ့နေသတိညင်ရေးနဲ့သူတို့နိုင်ငံသားတွေလှုပ်ချုံရေးအဓိကပဲအဲ့ဒါကို East Asia Forum မှာသူတည်တနာဆောင်ပါရေးထားတာဒီနေ့အာဂျီနိုင်ငံတွေကစက်ကောက်စီကို de facto partner ဒီ အဖွဲ့စည်းတစ်ခုရဲ့အင်အားကြီးတက်တစ်ခုအနေနဲ့ဆက်ဆံလာကြပြီပေါ့ဗျာဥပမာပေါ့အချားဖြတ်ရှင်းချင်းရင်စက်ကောက်စီနဲ့ပေါင်းပြီးတော့ရှင်းရမယ်ဆိုတဲ့ narrative ကိုခင်းတယ်ကျတော့မေးချင်တာကတိုင်းရင်သား AO တွေနဲ့ပေါင်းပြီးရောရှင်းလို့မရဘူးလားအဲ့ဒါအဖြစ်ဘာအစိမ်းမှမရှိလို့လားမဟုတ်ဖြစ်ရမှာတိုင်းရင်သားခေါင်းဆောင်တွေတိုင်းရင်သားအင်အားစုတွေကိုဒေတာတဲမှာစက်ကောက်စီနဲ့မှရှင်းလို့ရတာလားတိုင်းရင်သား AO နဲ့ရှင်းလို့မရဘူးလား အဆင်မရှိလို့လားအဆင်ရှိအောင်အရင်ချင်းမပြထားနိုင်လို့လားကျွန်တော်မေးချင်တာအဲ့ဒါယောပေါ်လို့ဆိုရင်အားလုံးက defecto နဲ့ကျွန်တော်တို့ပြည်နယ်အခြေစိုက်အစိုးရလောက်ထားကြတယ်လေအဲ့ဒီလိုဆိုရင်ပြည်နယ်အခြေစိုက်အစိုးရဟာအခုလိုမျိုးကြားဖြတ်နိုင်နေရေးကိုပါဝင်ပတ်သက်လိုက်အထူးသဖြင့် KIU ဆိုရင်အနောက်နိုင်ငံတွေနဲ့ပတ်သက်ပြီးအရေးယူလို့ရပါတယ် yes or no မဟုတ်လား ရှင်းရှင်းလေးလေးမြင်အောင်ပြောတာပါဒီတော့သူတို့စိတ်ဝင်စားတာကကျွန်တော်ပြောခဲ့ပြီးပြီဒီတော့ NRG တွေကစစ်တပ်နဲ့ပဲရှင်းရမယ်ဆိုတော့လက်ကင်ဒုတ်ကိုကိုင်လာတယ်ဒီတော့ကြားဖြတ်ရှင်းချင်းစိတ်ကောက်စီနဲ့ပေါင်းရှင်းမယ်လူအပ်ရင်လူအပ်မပေါ့ဗျာ EAO နဲ့ပေါင်းပြီးတော့ရှင်းမယ်ဆိုတော့သဘောမျိုးနဲ့သွားနေတယ်သူတို့ကမင်းတို့စစ်တိုက်နေတာကိုငါအနိုင်ရှုံးတယ်မလိုချင်ဘူးမင်းတို့ကမင်းတို့ဘာပဲဖြစ်နေဖြစ်နေငါတို့ကတော့စီမံခန့်ခွဲလို့ရတဲ့ပြဿနာ a manage crisis တစ်ခုကိုပဲလုပ်ချင်တာ ငါတို့စီမံခတ်ခွဲရမှာတရုတ်ရောအမေရိကန်ရောလာပြီးဆိုတာနဲ့မင်းတို့ပြဿနာလာရတယ်ဘလောက်ပဲပြဿနာဖြစ်ဖြစ်ငါတို့စီမံခတ်ခွဲဥဆောင်ပြီးတော့ပြဿနာငါတို့လက်အောက်မှာပဲထိချုပ်ထားနိုင်အောင်မယ်လို့သူတို့ကစားဖို့ခင်းတော့ပြောချင်တာဒီတော့နောက်ဆုံးပြောချင်တာကကျွန်တော်အောက်ချက်ကမော်တော်နေပါတယ်ပြီးမှနောက်တစ်ခန်းမှာကျွန်တော်နည်းနည်းပြောပြမယ်အဲမော်တော်ဖြစ်တဲ့ကြောက်ဖြူနောက်နောက်တစ်ခန်းမှာပြောပြမယ်စကိုင်းဖက်ကိုနည်းနည်းပြောပြမယ်ဗန်းမောက်တွေပါတယ်ပေါ့ဗျာစစ်တပ်ပြန်တိုင်းနိုင်တာတွေကြောက်ဖြူမှာအပြန်အလှန်ပြစ်ခတ်မှုတွေပါတယ်ပေါ့ ်ဒါတွေဟာသူတို့စီမံခန့်ခွဲလို့ရတဲ့ပြဿနာထဲကပုံစံခွက်တွေကတခုချင်းအစိပ်ပိုင်းလေးလေးတခုပဲကြံတော့တယ်နိုင်ငံကြီးကနေကြည့်မယ်ဆိုရင်ပြောတော့နော်အမေရိကန်အာ DEA တို့ FBI တို့ပါတဲ့အဖွဲ့ဒီဘက်က6နိုင်ငံအစည်းအဝေးကနေထွက်လာတဲ့တရုတ်ပါတဲ့ကြားဖြတ်တပ်ရှင်းရေးအဖွဲ့သူတို့နေရာကြည့်ရင်ကြောက်ဖြူတို့ဘန်းမောက်တို့ဆိုတာကအစိပ်ပိုင်းသေးလေးတွေမဟုတ်လားအဲ့လိုဒီတော့ ဒီလိုမျိုးပုံစံငယ်တိုက်ပွဲငယ်လေးတစ်ခုလျားပဲသူတို့ကစိတ်ဝင်စားတော့လာတကယ်အမှန်တကယ်ဖြစ်နေတာကတော်လိုင်းအင်အားစုတွေနာမည်အချို့ကိုတိုင်းတယ်ရှေ့တိုးလာတယ်မြို့ကြီးပြကြီးမတိုင်းနိုင်သေးဘူးအဲ့ဒါကိုပဲနော် East Asia Forum ထောက်ပြသလိုပဲ2024လောက်မှာဆိုရင်အရှိတ်အကောင်းဆုံးတော်လိုင်းအင်အားစုတွေနာမည်သိပ်ပိုင်မှုဖြစ်ခဲ့တယ်အမြင့်ဆုံးအချိတ်ပဲအခုကအဲ့ဒါကိုကြော်လွန်သွားခဲ့ပြီကြော်လာခဲ့ပြီဘာဖြစ်လဲဒုတိယခြေလှမ်းဖြစ်တဲ့စစ်ကောက်စီထိုက်ချုပ်ထားတဲ့အဓိကမြို့ပြနေရာတွေကို ဝင်သိမ်းနိုင်တဲ့အခြေအနေမတွေ့ရဘူးတစ်ဆယ်နှစ်ဆက်ခွန်အကောင်းဆုံးအရှိဟုတ်ပြင်းစုံပြောချင်တာသူတို့ကဒီတော့နိုင်ငံဟာဘယ်လိုဖြစ်သွားလဲဆိုရင်စစ်ကောက်စီကမျိုးပြမထိုင်နေပြီးတော့တာအင်းသားတွေကကြေးလက်ကနေပတ်ဝိုင်းထားတဲ့အခြေအနေမျိုးပြုတ်ကွဲနေတဲ့ဇုံတွေလိုမျိုးကွဲထွက်သွားပြီလို့ပြောတယ်တနည်းအားဖြင့်လည်းမှန်ပါတယ်အခုလိုမျိုးပအဝင်ပတ်သက်လာလိမ့်မယ်နေပဲစစ်ကောက်စီကလည်းသူ့ရဲ့ရွေးကောက်ပွဲအတူရောင်ကိုနော်ဒါလည်း east အရှာ for တတိကြကြထောက်ပြထားတယ်အဲ့ဒီကွဲထွက်နေတဲ့နယ်မြေတွေကိုရွေးကောက်ပွဲလှုပ်ဖို့ ်ပုံဖော်ရင်ပုံဖော်ရင်နဲ့ပို့ပြီးတော့တရားဝင်ခွဲထွက်တယ်လို့ဖြစ်သွားတယ်အဲ့တော့ပဲသူကနိုင်ငံရေးအရလက်နက်အဖြစ်အသုံးချဖို့ကြိုးစားနေတယ်ကျွန်တော်ပြောဖို့တာမမ်းမိလားဒီဘက်ကတော်လိုင်းရဲ့အစိုးရ UNG ဘာညာတရကထားလိုက်စက်ကောက်စီတာဖက်ဒရယ်လမ်းကြောင်းပေါ်ကနေပြီးတော့အာဏာကိုဆက်ကိုက်မယ်ဆိုရင်နိုဘယ်ဆုတောင်းရောက်သွားနိုင်သေးတယ်ကျွန်တော်ပြောဖို့တာမမ်းမိလားအဲ့အဲ့ဒီခြေလမ်းကခက်ဆစ်ဆင်ဖြစ်လာတယ်ကြားလာပြီကျွန်တော်ပြောခဲ့ဘူးလားလေ ဖက်ဒရယ်ဘာညာလုပ်နေတယ်တိုင်းသားတွေကလည်း confederation ဖက်ဒရယ်တိုင်းရင်းသားတွေကစစ်ကောက်စီပေးရင်လည်းယူမှာပဲ yes or no မတိုက်ရပဲရတာကိုယူမှာပေါ့တတ်တတ်ရနတ်နေရုပ်ပဲမဟုတ်လားအဲ့ဒါအရေးကြီးတယ်အဲ့ဒါလောကလောကယူချင်အောင်ဆောင်ထားလို့မရတဲ့အချက်စစ်ကောင်စီရဲ့ထွက်ပေါက်ကဖက်ဒရယ်ပေးတယ်ဟေးဆိုရင်အားလုံးချီပြီးတုပ်ပြီးအစိုးရပုံစံနဲ့ကြံနေအောင်ပါအရေးနိုင်လို့ပေးလိုက်ရင်ဘာလို့လို့မရတော့လဲ အဲ့လိုဖြစ်သွားနိုင်တယ်ဒိဋ္ဌိထားဖို့လိုတယ်ဒါဟာအကြီးမားဆုံးဝက်ဖဲတော်ပြောလို့ရသေးတယ်မဟုတ်လားကျွန်တော်ပြောဘူးလားအဲ့လိုကြားလာပြီကျွန်တော်ပြောတာဒီတော့အဲ့ဒီလိုအခြေအနေကိုကျွန်တော်တို့ဘက်ကအဲ့ဒီဟာကိုကိုချင်းချင်းစုပြီးတော့စက်ကောက်စီနဲ့ညှိယူတာတွေပါတယ်မပြောနဲ့ပြည်နဲ့အရေးပဲကြည့်တဲ့တိုင်းရင်းသားတွေကစက်ကောက်စီပင်းရည်လဲရတယ်အဆင်ပြေတယ် NCA နဲ့ပဲပေးပေးတိုက်ပြီးပဲတိုက်ထားတိုက်ထားတရုတ်ဝင်ကြီးလို့ပဲပြောပြော Federal ပုံစံနဲ့ပဲပြောပြော ရွေးကောက်ပွဲစကလုံးပဲခင်းခင်းအချို့ပုံစံအားလုံးဟာဒီပုံစံနဲ့တူနေတယ်ဆိုရင်စစ်ကောက်စီကဖက်ဒရယ်လိုလိုပါလိုလိုနဲ့သူကပဲပေးသလိုနဲ့ပဲခေါင်းယူပြီးထွက်သွားလိမ့်မယ်ဒီတော့ထပ်ပြီးတော့ကြည့်လိုက်ပါဒီလိုအခြေအနေမှာကွဲထွက်နေတာတွေကိုတရားဝင်ခွဲထုတ်ဖို့ရွေးကောက်ပွဲအပိုင်းလိုက်သုံးပိုင်းလုပ်တယ်ပေါ့အဲ့မှာနယ်မြေတွေကသူကတရားဝင်ခွဲထွက်တဲ့သဘောမျိုးနဲ့အခုချိန်မှာအပြင်းထန်ကြီးယူတိုက်ခိုက်နေကြတာဟုတ်လား ဲ့လိုအခြေအနေမဟုတ်လားဘာလို့ဆိုရင်ရွေးကောက်ပဲလောက်ခန့်ပေးမလားငါးနဲ့မှမပေးဘူးပေးမယ်ပေးမပေးဘူးအဲ့ဒါနဲ့ तू ကဖြစ်ဖြစ်ဖြစ်တရားဝင်ပုံစံဖက်ကိုရောက်လာတယ်မျက်စိထဲမှာတော်လိုင်း PDF ဆိုတဲ့အင်အားစုတွေကိုထက်ကိုမတွေ့တဲ့အခြေအနေဖြစ်လာတယ်တဖြည်းဖြည်းနဲ့ထက်ကြည့်ဟိုစက်ကောက်စီကနိုင်ငံရေးလက်နက်အဖြစ်အသုံးချဖို့ဟုတ်ကြည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 ်ဆိုင်ပါဟုတ်ဟုတ်သူတို့လက်နက်အဖြစ်အသုံးချဖို့စူးစမ်းနေတဲ့အခြေအနေမြင်လာရတယ်ဒီတော့ ဥစည်းဌာနပြည်နယ်တွေကိုတန်ပြည်နယ်နဲ့တပြည်နယ်သွားဖို့အတွက်ထောက်ခံချက်ရေးပေးတဲ့ဌာနလားဥစည်းဌာနတွေစုတောင်းတဲ့အလုပ်စိတ်ဝင်စားဘူးလေတော်တိုင်းအဲအာစုတွေဟာစက်ကောက်စီကိုတိုက်နေုံနဲ့မရတော့ဘူးလို့ကျွန်တော်အကြိမ်ပေါင်းများစွာပြောခဲ့တယ်တချို့ကတော့တိုက်မှာပဲတိုက်နေကြတယ်မဝင်းကပွဲရင်နဲ့အနိုင်နေကြတယ်ကျွန်တော်တို့ဟာအမေရိကန်နဲ့တရုတ်တို့ပါဝင်ပတ်သက်မှုရဲ့ခြေလှမ်းအရင်အရင်တမိုင်းလည်းနည်းနည်းပြန်ကြည့်အောင် ်ဘာတွေပေါဝင်ခဲ့လဲဘယ်လိုတွေပတ်သက်ခဲ့လဲဘယ်ကောင်ကကောင်းတာမဟုတ်ဘူးဒါပေမဲ့ပတ်သက်မှုတန်ကိုဘယ်သူမှမခံနိုင်ဘူး yes or no အေးအေးပတ်သက်ခဲ့တာတွေဘာဖြစ်ခဲ့လဲအဲ့လိုသိကြပါလေမသိလည်းပြန်လေးလာကြည့်တမိုင်းကိုဒီတော့မဟာအင်အားကြီးနဲ့နိုင်ငံကိုကျွန်တော်တို့ရဲ့နေဆက်လှုပ်ချုပ်ရေးပြဿနာတွေကိုစစ်ကောက်စီထက်ငါတို့ကတိတိကျကျဖြည့်ရှင်းပေးနိုင်တဲ့အထူးသဖြင့် KNU ကရင်စိုးပို့ဆိုးငါတို့ကတိတိကျကျဖြည့်ရှင်းပေးနိုင်တဲ့ဆိုတော့ အဖြေကနေပြီးတော့တက်တဲ့ပြနိုင်ရင်ခင်ဗျားတို့ရဲ့ road တက်သွားပြီရာဇဝမှုတွေနဲ့လည်းကင်းသွားပြီနော်ဒီတော့ဘယ်လိုဘယ်လိုလုပ်မလဲဆိုတော့သဘောပေါက်ပါတယ်အရင်ကတည်းကလည်းအဲ့လိုပြောခဲ့တာပါပဲလောက်တာမလောက်တာသူတို့ပိုင်းကင်းရင်ချင်းချင်းဆိုတဲ့မူနဲ့ခံလာလို့လည်းအခုသူတို့ပိုင်းမြတ်ဒါမှမဟုတ်လည်းအလုပ် BGS ဆိုလည်းသူတို့အပိုင်းပဲဘာမှမတတ်နိုင်ကျွန်တော်ကင်းရင်ဘာမှပဲလေပြီးတော့ထပ်ပြောပြရမယ်ဆိုရင်အဲ့ဒါတော့တက်တဲ့ပြမတာပဲခင်ဗျားတို့ကရာဇဝမှုနဲ့လည်းကင်းတယ်ငါတို့ကလည်းကော်တူလေးဒေတာဖြစ်တဲ့ဆိုတာကိုအာမင်စွာ အတည်ပြုနိုင်မှာ yes or no ဒါတော့အခြေအနေတစ်ခုမှာပြဿနာကိုလည်းဖျက်ချပြီးသားဖြစ်သွားလိမ့်မယ်ဒီတော့ထပ်ပြီးတော့ပြောရမယ်ဆိုအကြံပြုချက်ကစစ်ကောက်စီဖျောက်ချလို့အနေမြေတဲယုတ်လောက်နဲ့မရတော့ဘူးကြားဖြန့်လို့ကဘာလှုပ်ချုပ်ရေးချိန်ချောင်းမှုတွေကိုခင်ဗျားတို့ကအပီးတိုင်ဖြည့်ရှင်းနိုင်စွာရှိတဲ့သူတွေဖြစ်ပါတယ်ဆိုပြီးတော့တရုတ်အမေရိကန်လက်ရှိမျက်စိကြားနေတဲ့အခြေအနေမှာတပြိုင်တည်းရုပ်ကြီးအောင်တက်တည်ပြနိုင်ဖို့လိုတယ် မဟုတ်ရင်ခင်ဗျားတို့တွေးတွေချွေးတွေအသက်တွေပေးပြီးတော့တိုက်ထားတဲ့မြေတွေဟာလွန်မြောက်နေမြေဖြစ်မလာပဲနဲ့အင်အားကြီးတွေရဲ့စီမံခန့်ခွဲအများအားဖြင့်ပြုတ်ကွဲနေတဲ့နော်အင်အားကြီးတွေလိုတလိုအတုံးချနေတဲ့ chest ခုပ်ပေါ်ကပုံရုပ်လေးလေးပဲဖြစ်ပြီးတော့တမိုင်းမှာအဲ့ပုံစံနဲ့သူများအတုံးချခံဖြစ်ပြီးကြံခဲ့လိမ့်မယ်။ဒါဒီနေ့တင်ရဲ့ကောက်ချက်ကဒါပဲရှိတယ်။ကျွန်တော်တို့တခြားစစ်ပွဲတွေဟာအခြေအနေကဒီလောက်ဒီအကြီးမားကြီးလောက်ခတ်မှုမရှိသေးဘူး။ဟုတ်လား။ ကိုပြသနာကိုကိုဥဆောင်ဖြည့်ရှင်းနိုင်ဖို့ကအရေးကြီးတယ်ပို့ပြီးအဲ့ဒါမှလည်းပို့ပြီးတော့ခိုင်မာတဲ့ဒေါ်လာရေးဖက်ကအောင်ပွဲလို့ပြောလို့ရတယ်အနေနဲ့ကြားတလောက်တိုင်းနေဘာမှလုံးလို့မရဘူးစက်ကောက်စီကကြားဖြတ်ရက်နာရကလေသူကိုယ်တိုင်နာရကဆိုင်တော့ဆိုင်လို့ပဲအရာပြောနေပြီးတော့ဖက်အံသွားတော့ပဲလေး ကုမင်းမှာခြားနိုင်ငံဆွေးနွေးပွဲနေထွက်လာတဲ့အဖြစ်အလက်ဒါပဲလေတရုတ်ကအရေးယူခိုင်းတော့သူသွားယူအရေးယူပြတယ်ဟန်ဆောင်တယ်တကယ်တော့သူကိုယ်တိုင်ပါနေတာပဲဟုတ်တယ်မဟုတ်လားသူကိုယ်တိုင်ပါနေတာပဲသူ့ကိုဟန်ပြဆိုပြီးတော့ PR ပေးတာလေသူကိုယ်တိုင်ပါနေတာလို့တရုတ်ကမသိစရာအကြောင်းကိုမရှိတာလို့လို့အတော့ချလို့ရလို့စီမံခန့်ခွဲလို့ရတယ်ပြဿနာမို့လို့ခိုင်စားနေတာရှင်းရှင်းပြောရင်ကြားဖြတ်ဆိုရလဲအမောင်ကဘာကလက်တက်တစ်ခုပဲတရုတ်အတွက်အင်ကန်အာရရပတ်စံတာအာရရတဲ့ တခုပဲလေသူကသူကြားချက်လို့ပြောဟုတ်ချင်ဟုတ်မဟုတ်ချင်တော့တော့ဟိုတစ်ဖက်လက်နဲ့ပေါ့ဗျာ dark side တွေရှိတယ်နိုင်ငံတခုရဲ့အစိုးရမှာ dark side ဆိုတာရှိတယ်အဲ့ဒါရဲ့အမှားကဘာမှာဝင်ငွေရနေတာပြီးတော့ရခိုင်ဘက်မှာကျွန်တော်ပြောချင်တဲ့ကြောက်ဖြူအရေးကမင်းပြင်မှာပေါ့ radar စကန်ကဖြစ်စင်ပေါ့ဒါလေးနဲ့ပြပြချင်းနဲ့စေရေးအရာအလွန်အရေးကြီးတဲ့အလက်ပြောင်းဆိုပြီးတော့ပြောချင်တာဘာဖြစ်လို့ဆိုရင်ကျွန်တော်တို့ဒါကိုအချက်လက်နဲ့ပဲကြည့်ပထမဆုံးအချက်စစ်သား၁၁ယောက်ဓာတ်ပုံစုရိုက်နေတယ်တန်းစီပြီးတွေ့တယ်မဟုတ်လား အာခုနလောက်တွေးလိုက်သေးတယ် DPP မှာလောက်တွေ့နံမင်းလောက်ပဲရှိတယ်ရုပ်တန်တချို့လည်းကြည်ပြီးလောက်ပါပြီအဲ့တော့တဏျာတဲ့မှာစုပြုတ်ပြီးနော်လက်နဲ့ကြီးထိမှန်တယ်ဆိုတာဘယ်လိုပြောမလဲမျက်စိမိတ်ပြီးတော့ပြန်စုတာလို့ပြောလို့မရဘူးဒါဟာ common display လို့ခေါ်တယ်နော်အပေါ်ကသူ့ရဲ့သူတို့တွေရဲ့အဲ့ဒီဓာတ်ပုံရိုက်ဖို့အပေါ်ကစုစည်းတဲ့အမိတ်ပေးတဲ့အတမှုရဲ့အမိတ်ပေးထိတ်ချုပ်မှုအကြီးချင်းစီကံ စုစည်းမှုအလောအဝပြိုကွဲနေတာကြောက်ဖြူမှာကဒါဆက်ကူလာတော့မိုင်းဆွဲခံရတာလည်းရှိသေးတယ်စစ်မြင့်ပြင်မှာအထူးသဖြင့်ရန်သူနဲ့မျိုးဝင်လာတဲ့အချိန်မှာအဲ့လိုမျိုးပုံစံမျိုးလုံးလုံးမရဘူးဆိုတာကအခြေခံအကြောက်ဆုံးစစ်စည်းကမ်းပဲအဲ့ဒါကိုတမင်မလိုက်တာပဲနဲ့ဓာတ်ပုံနိုင်ငံကြီးခင်းလိုက်တာတွားလိုက်တာအေတော့ကတော့ drone တွေနဲ့ထောက်လိုင်းရေးတွေနဲ့လှုပ်ပြီးတော့တိုက်လိုက်တာဒီတော့အဲ့ဒီစီကမ်းကိုချိုးဖောက်ပြီးတော့ဓာတ်ပုံနိုင်ငံကြီးလှုပ်တာ တန်းစီနေတယ်ဆိုတာတွေဟာရန်သူအားတော်မှာရိုက်ဓာတ်ပုံရိုက်ယူနိုင်တယ်ဆိုကြရတော့ဗျအဲ့ဒီ NCO လို့ခေါ်တဲ့အကြက်တက်မှုပေါ့မြေပြင်မှာသူတို့ကော့ကဲတဲ့တက်မှုအဲ့ဒီအဆင်းကနေပြီးတော့ဟိုးအရာရှိအဆင့်ထိအမိတ်ဘေးကွင်းဆက်လောဝပျက်စီးနေပြီဆိုတာပြတာမဟုတ်ရလေတမ်းမတော့အကြီးချင်းဒါပဲရှိတော့ပြတာဝါရဖျက်ချင်းတော့လေဓာတ်ပုံနိုင်ငံရင်းနဲ့နိုင်ပြီဆိုတဲ့ပုံရိပ်ကိုယူတာတည်တာပဲဒုတိယချက်က AA တို့ကသူတို့တန်းစီနေတဲ့ရုပ်တက်ကိုနော် တိုက်ခိုက်ပစ်ခတ်မှုမတိုက်ခင်မှာကိုပဲအပေါ်ကြီးစိတ်ကြိုက်စိတ်ပင်နေပြီးရိုက်ထားနိုင်တယ်ဆိုတာကစစ်ကောင်စီရဲ့ C2 command control တတိထောက်လိုင်းရေလှုပ်ချုပ်ရေးဘာတစ်ခုမှမရှိဘူးဆိုတာဘလာတိပြက်စီးနေလဲဆိုတာပြတာ AA တို့မှာ C4 ထက်မြင့်တာက C4 ဆိုတာက command control communication ဘာညာပေါ့ C2 ဆိုတာအ command control မဟာဗျူဟာမှာကြတော့ C4ISR လို့ခေါ်တယ် command control communication computer intelligent surveillance reconnaissance အဲ့ဒါတွေပုံစံအဲ့ဒါမဟာဗျူဟာအဆင့်စစ်တပ်တစ်ခုမှလိုအပ်တယ် C4ISR လို့ခေါ်တယ်ဘယ်လောက်ထိတိုးတက်လာလဲဆိုတာပြနေတာဒါကစေရေး theory အရာကြီးတာစစ်ကောင်စီရဲ့ကင်းထောက်မှုကြိုတင်ကောက်ွယ်ထားနိုင်မှုကြောက်စိုးတာကိုပြနေတာရန်သူကအဲ့လောက်ထိရောင်းရိုက်နိုင်မှာတော့အကုန်ရိုက်တက်လို့ရတယ်ဆိုတဲ့သဘောပဲပြော့ဒါဟာ AA ရဲ့ထောက်လန်းရေးတော်လုံမှုလည်းဖြစ်တယ်သူတို့ရဲ့ပြင်မှတ် drone ထောက်လန်းတော်လေးเนาะတိကျတဲ့ ဒေတာခန့်တွေပူပေါင်းပါဝေးတည်င်းပေးမှုတွေနဲ့ပေါင်းဆက်ထားတဲ့ကွန်ရက်အခိုက်မှာရှိတာကိုပြလာပြီးတော့ကြောက်ဖြူကလူထုထောက်ခံမှုလည်းရှိတယ်ဆိုတာပြင်ရတယ်ပြီးတော့တအားကိုအခြေအနေကောင်းတယ်ဒီဖြစ်စဉ်မှာပို့ပြီးထင်ရှားတာကအဲ့ဒီလေယာအလိုက်သူတို့ဟာနောက်ဘာလဲလာစက်ကူလာတဲ့တတဲ့ကိုတော့မှမိုင်းဆွဲပြီးတော့တိုက်ခိုက်လိုက်သေးတယ်ပြီးမှပြန်စုသွားတာပြီးတော့ထပ်စစ်ပြီးတော့ချုပ်ခုတိုက်ခိုက်ခြင်းကိုလည်းပြင်ထားနိုင်တယ်ပိုက်ပိုက်နန်းနန်းအတုံးချသွားတယ်ခြီးပြီးတုပ်ပြီးကိုစနေတဲ့ကြကင်လိုက်တာဒါတော့သူတို့ကင်နေကြတိုင်းပဲ ပထမအလွာကရေဒါစခန်းအလူစုကိုနော်ဓာတ်ပုတ်ရိုက်ပေးရလိုက်သေးတယ်ပြီးဓာတ်ပုတ်ရိုက်နေချိန်မှာလက်လက်ကြီးနဲ့တိတိကျကျထိရအောင်ပြစ်ခတ်တယ်ဒုတိယအလွာကစစ်ကူလာတဲ့စစ်ကြောင်းကိုလည်းပိတ်ပြီးတော့တခါလဲတိုက်ခိုက်ပြီးသားဖြစ်တယ်တတိယအလွာကအဲ့ဒီစစ်ကူလာနိုင်တဲ့တခုတည်းသောလမ်းကြောင်းချုပ်ပွိုင်းတွေမိုင်းတွေကျူပင်ထားနိုင်တဲ့ကျူတင်တွက်ဆမှုကျူတင်တွက်ချက်မှုဂျားဖြတ်တိုက်ခိုက်နိုင်မှုပြည်ပြင်းတဲ့အစိုးတကိုရတာအဲ့ဒါမျိုးတွေကြွားတယ် တော့စစ်ကောက်စီရဲ့စစ်ကူလမ်းကြောင်းလည်းလောဘပျက်စီးတယ်။မင်းပြင်းချောင်းဝတိုင်းချောင်းအဲ့ဒီတွေသာကြောက်ဖြူရေဒါစခန်းနဲ့ SEZ ပေါ့ဗျာ။အဲ့ဒါစီသွားတဲ့လမ်းကြောင်းကိုထိတ်ချုပ်ထားတဲ့မဟာဗျူဟာမြောက်တကယ်တကွေးကောက်ကြီးပဲအဲ့ဒါကြီးကတတိကံပုံစံမျိုးဖြစ်နေတယ်။ဒီနေရာကိုထိတ်ချုပ်ရင်ကြောက်ဖြူကုန်းလမ်းကောင်းနေဖြတ်တော့လို့ရပြီ။အဲ့ဒီနေရာမိတ်ပဲ။ဒီလောက်ပဲပြောတော့မယ်ဆေးရေးကြတော့။နော်ကြောက်ဖြူနော်ကြောက်ဖြူကို ကုန်းလန်းကနေဖြတ်တောက်လက်ရတဲ့နေရကအဲ့ဒီတကာကွေးနေရပဲမင်းပြင်ချောင်းဝါပညာတိုင်းချောင်းပေါ့ဗျာနော်အဲ့လောက်ဆိုသိပါပြီဒီတော့ခဏလေးနော်ဆက်လာလို့ โอเคဒီတော့ကျွန်တော်ထပ်ပြီးတော့ပြောချင်တာကเนาะ sorry เนาะစာလာလို့ပါစပြန်နေလို့နောက်တစ်ခုကအဲ့ဒီထောက်ပတ်ရေးလမ်းကြောင်းပြတ်တောက်သွားပြီးတည်ဆုံးမှုဖြစ်စဉ်တွေမြင်လာတယ်ဆိုတော့ထပ်ပြီးတော့တံပြတ်တက်ရောက်တာကစိတ်ဓာတ်အကျတဲ့အခြေအနေစစ်ကောက်စီရဲ့ကြောက်ဖြူခွင်းမှာစိတ်ဓာတ်ကျတဲ့အခြေအနေတွေဖြစ်သွားတယ်စစ်ကောက်စီရဲ့ထိပ်ပိုင်းခေါင်းဆောင်မှုကတော့အမောင်ချမှာပဲတည်င်းဦးဒါကတော့သူတို့လုံနေကြအကွက်ဘာဖြစ်လဲဆိုရင်ဒီရုပ်တံတက်တေကအမောင်ချလို့မနိုင်တော့ဘူးအေအေတို့ကအပီပီထုတ်ပြန်လိုက်တာပုံစံမျိုးတစ်ဖက်လက်နဲ့ထွက်လာတာ ထောက်ပြလိုက်တော့ထွက်လာတော့တော့ကျွန်တော်မသိသေးဘူးဒါပေမဲ့ line ပုံကတော့ blue ပြန်လို့ပြီးတော့ဘယ်လိုဖြစ်လဲဆိုရင်အဲ့ဒီအခြေအနေကသူတို့ရဲ့ arnet ချက်ကိုအောက်ချုပ်နိုင်စွမ်းမရှိတဲ့စေရေး arnet ချက်ကိုပေါ်တင်ပြလိုက်တယ်လို့ဖြစ်သွားတယ်ဒီတော့ဒီကောက်ချုပ်ရရင်ဒီခန်းမှာကတိုက်ပွဲရဲ့အဓိကအကြီးနောက်ကွက်ကအရေးကြီးဆုံးစာဂယူးစာရတာက domino မပြို့တာပဲပြီးတော့ domino တက်ရောက်မှုကတရုတ်နိုင်ငံရဲ့ကြောက်ဖြူအထူးစီးပွားရေးဆုံးအဲ့ဒါ domino နောက်တလန်းမှာပြို့မဲ့ဟာ S E Z နဲ့ CM EC ဈင်းကြပုံကိုသိချပေါ့အဲ့ဒီတိုက်ပွဲရဲ့ပုံရိပ်တက်ကိုတက်ရောက်တယ်အရင်နဲ့တဘာတောင်းကြီးပိုက်လိုင်းအောင်တရုတ်ရဲ့ကျွန်တော်ပြောခဲ့တဲ့မလက်ကတလိုင်းမချော်လွားဖို့သွေးကြောအရေးတအားကြီးတယ်ပြီးတော့တကယ်လို့ AA ကဒီကြောက်ဖြူရဲ့ကြောက်ဖြူရဲ့လှုပ်ချုပ်ရေးမှာတမင်တကာအဲ့ဒီဟာတွေကိုလှုပ်အဲ့ဒီရုပ်တန့်တွေကိုထုတ်လွှင့်လိုက်တယ်လို့ကျွန်တော်ထင်တယ်ဘာလို့ဆိုရင်ငါတို့ရဲ့အဆင့်ငါတို့ရဲ့လှုပ်ချုပ်ရေးပေးနိုင်မှုစစ်ကောက်စီရဲ့ အယိချင်းမဲ့နေမှုအာမမခံနိုင်မှုတွေကိုတိကျတဲ့တိုက်ခိုက်မှုတွေနဲ့ထပ်ပြီးထပ်ပြီးသက်သေပြနိုင်တယ်ဆိုတာကိုပြလိုက်တာအဲ့ဒါကငါတို့အာမခံနိုင်မှုဟာပိုသေးချတယ်ဆိုတာကိုတရုတ်ကမြင်သေးတာအဲ့လိုတရုတ်ဟာဘီလီယံပေါင်းများစွာယင်းနီမြုံနှံထားတဲ့စီမံကိန်းလှုပ်ချုပ်ရေးအတွက်ဓာတ်ပုံရိုက်တာတော့ဟိုတန်းစီဘီဓာတ်ပုံရိုက်ပြီးသူများလာမှာဓာတ်ပုံလာရိုက်တာကိုသူမသိတော့သူတို့ရဲ့လှုပ်ချုပ်ရေးအာမခံနိုင်မှုစွမ်းရည်ကိုတရုတ်မြင်သေးတယ်တစ်ဖက်ကလည်းအေအေရဲ့ ပြီးပြင်းသွားအဆုတ်တတ်နိုင်တဲ့အောင်ပွဲတစ်ခုလည်းမြင်သေးတယ်အဲ့လိုမျိုးအကွက်တပွက်ပေါက်လာအဲ့ဒါကိုတရုတ်ကမြင်သေးတယ်ဘာလို့ဆိုကြောက်ဖြစ်မှာမို့လို့တောင်းကျွန်တော်ထည့်ပြောတာဒီတော့ဒီလိုအခြေအနေမျိုးဆိုရင်တော့ဒါကျွန်တော်ပြောခဲ့တာပဲထပ်ပြီးတော့ထပ်ပြီးတော့တက်သိပြနိုင်တဲ့ဆိုရင်တရုတ်အစိုးရကသူတို့ရဲ့ဘီလီယံပေါင်းများစွာရင်းနှီးမြှုပ်နှံမှုမှာသူတို့တွက်ချက်မိဖို့လိုအပ်နေတာကစစ်ကောက်စီတစ်ဖွဲ့တစ်ခုတည်းနဲ့တော့အာမခံလို့မရတော့ဘူးဆိုတာကိုမြင်လိုက်မယ်အဲ့တော့ AA ဘက်ကိုဘာညာအမနေ့ကပြောခဲ့တဲ့အဆက်နဲ့အဲ့လိုသွားလိုက်မယ် တဘောပေါရလာအဲ့ဒီလမ်းကြောင်းကို तू อ่ะအေတို့ကဒီရောက်တန်ထွက်လာလာပေကျင်းကိုအေအေတို့နဲ့ဓာတ်ရိုက်စကားပြောဖို့အပေးယူလှုပ်ဖို့တွန်းအားပေးဖိတ်ခေါ်တလို့လှုပ်တာနဲ့တူတူပဲဒီတိုက်ခိုက်မှုကစေရေးရနိုင်တယ်ဆိုတာတဲ့ပထဝီနိုင်ငံရဲ့တန်ချောက်ကျတော့ပြောတဲ့မီမီမီဘေးရှောင်းတန်ချောက်လေးခောက်လိုက်တော့နဲ့တူတူပဲနှစ်ချက်သုံးချက်ရှိပြီးခောက်နေတာတဘောပေါလာတန်ချောက်ခောက်လို့ဆိုကြတဲ့တရုတ်ကြောင်းခောက်တာပြောတာပိုင်လိုက်ကိုဒီလိုတန်နဲ့ခောက်တာမျိုး ဒီတော့အခြေအနေကအဲ့လိုเนาะကျွန်တော်ပြောချင်တာကအဲ့ဒါတွေကအရေးကြီးပါတယ်เนาะတပတ်ပောက်ရလာအဲ့လိုမျိုးဟာဒီလိုအခြေအနေကိုတော်လိုင်းအင်စုတွေနဲ့ကျွန်တော်ပြောချင်တဲ့ဒီပြည်သူလူထုတွေပေါ့ဗျာအလုံးကျွန်တော်တို့တွေအရင်နေ့ကလည်းပြောခဲ့ပါတယ်နည်းမြေတိုက်ပိုက်ရေးထက်မဟာပြူဟာမြောက်စီးပွားရေးပြီးတော့ကိုထိုက်ချုပ်ထားတဲ့နည်းမြေရဲ့အစိုးရပုံစံအုပ်ချုပ်ရေးဝန်ဆောင်မှုပေးနိုင်မှုအဲ့ဒါတွေကအမြန်ဆုံးအောင်မခံနိုင်ဖို့လိုတယ်နော်ပြီးတော့အခု AA တို့လောက်သွားတဲ့ဥစ္စာကစနစ်တကျတွက်ချက်ထားတယ် စီးပွားရေးပြင်းပတွေရဲ့အားနည်းချက်ကိုမင်းတို့ပေးနေတဲ့လှုပ်ချုပ်ရေးအဖွဲ့ရဲ့အားနည်းချက်ဒီမှာကြီးဆိုပြီးတော့ပြတာဟုတ်လားဓာတ်ပုံတော့ရိုက်နေလိုက်သေးတယ်တစ်ဖက်ကရန်သူကပြန်ရိုက်ပြပြီးတော့တင်လိုက်တော့အကြီးချင်းချင်းရှင်းမဲ့ဆိုရင် မဖြစ်ဘူးမဖြစ်ဘူးအေးအေးတို့နဲ့တွေ့ရမယ့်အခြေအနေပုတ်ဖော်တာနားလည်ရလား